အဲ1 year အတွင်းမှာတခုခု error ဖြစ်ခဲ့တယ်ဆိုကျွန်တော်တို့ဖုန်းဆက်လိုက်ပြီးဆိုရင်48နာရီအတွင်းကျွန်တော်တို့ service တင်လွှတ်ပေးမယ် provider ကကြတော့သူရဲ့ official service center ကိုတိုင်ဒီရန်ကုန်မှာရှိတယ်ပေါ့နော်လာပါမြကျွန်တော်တို့ဒီကျွန်တော်ကြားထဲမှာပစ္စည်းလေးပြတ်သွားတယ်ပေါ့နော်အခုအားလုံးလည်းအကြိုက်တွေ့ကြရတဲ့ပစ္စည်းလေးကျွန်တော်ဒီမှာ stop ပြန်ရောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ set up promotion လေးကျွန်တော်တို့အမိလာပြောပေးတာပါမြကျွန်တော် inverter အနေနဲ့ grower 48 volt 6 kW CDA 51.2 volt 320A ဒီလို panel ပေါက်ပါမယ် AC cable တွေပါမယ် DC cable တွေပါမယ် installation ပါမယ် after sales service ပါမယ်ဒီ panel box တွေကိုလည်းအမှန်ကန်တစ်နှစ်ပေးမယ်ဒီကောင်အားလုံးတက်စင်ကအပအပီးစီးဆက်တက်ကိုကျွန်တော်89ဒိန်းနဲ့ရပါမယ်ခင်ဗျဒါကကျွန်တော်ဈေးနှုန်းပေါ့နော်အဲအခုကျွန်တော်တစ်ခုချင်းစီလေးရှင်းပြပေးမယ်သွေးအမှန်ကန်လေးတွေပေါ့နော်ဒီ grow box ကိုကျွန်တော်အမှန်ကန်တစ်နှစ်ပေးမယ်တစ်နှစ်တွင်းမှာပစ္စည်းကလက်ခအကုန်ခမယ်ဒီ panel box ကိုကျွန်တော်အမှန်ကန်တစ်နှစ်ပေးတယ်ဒီအထက်က breaker တွေ၅လုံးပါမယ်အဲ့ breaker လေးတွေတစ်နှစ်ပြင်းမှာတစ်ခုခု error ဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်အစ်တစ်လုံးနဲ့ ်ဒါပြန်ချိန်မိမယ်48နာရီအတွင်းဘက်ထရီကတော့ 5A က 3+2 ပထမ3နှစ်အတွင်းမှာပစ္စည်းကလက်ခအကုန်အခါမယ်နောက်6နှစ်မြောက်နဲ့9နှစ်မြောက်မှာကလက်ခအခါမယ်ပြီးတော့ကျွန်တော်ပေါ်ဘွေးရဲ့ after sales service brand တွေကိုဝိုင်းရရမယ်အဲဒီဝိုင်းရအတွင်းမှာတခုခု error ဖြစ်ခဲ့တယ်ဆိုကျွန်တော်တို့ဖုန်းဆက်လိုက်ပြီးဆိုရင်48နာရီအတွင်းကျွန်တော်တို့ subdent လွှတ်ပေးမယ် subdent လွှတ်ပြီးတော့ inverter error ဖြစ်ခဲ့ရင် inverter battery error ဖြစ်ခဲ့ရင် battery ကျွန်တော်တို့ ခဏခဏအစားထိုးရပါမယ်။လူကြီးမင်းတို့ရဲ့ error ဖြစ်တဲ့အလုံးလေးတော့ကျွန်တော်ပြန်ပြင်ပေးမယ်ဖြောက်ယူသွားပြီးတော့အဖြစ်ပဲပြန်ကောင်းလာပြီဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ဆိုင်အစားထိုးလုံးပြန်ယူသွားပြီးတော့လူကြီးမင်းတို့ရဲ့အလုံးလေးလာပြန်တက်ပေးမယ်ပေါ့နော်။ဒီကျွန်တော်တို့ after sale service run နေတဲ့တန်းရှိနေတဲ့အတော့အတွင်းမှာ error တစ်စုံတရာကြောင့်အိမ်မှာမီးပြတ်သွားတာမျိုးမီးမလင်းတာမျိုးလုံးဝမဖြစ်စေအောင်ကျွန်တော်တို့အကုန်အပြည့်အဝတာဝန်ယူပေးတယ်။တုံးလုံးရမယ့်လုပ်တွေကြတော့ ဒီကောင်6 kW inverter ဖြစ်တဲ့အတွက်ကျွန်တော်တို့ aircon တစ်ကောင်အားဖွင့်မယ်ဆိုလို့ရှိရင်၃လုံးလောက်ထိပြိုင်လို့ဖွင့်လို့ရတယ်။ဒါမှလူကြီးမင်းတို့ကဒီတစ်ကောင်အားမတုံးညင်ဘူး။တစ်ကောင်ခွဲတုံးညင်တယ်ရတယ်။နှလုံးထိပြိုင်လို့ရမယ်။ပြီးတော့ကျွန်တော်တို့ဒီတအိမ်လုံးမှာရှင်းသမျှပစ္စည်းပစ္စည်းတွေအားလုံးနှိပေါက်လဲတော့ရမယ်။ဒါနဲ့မှကျွန်တော်ချင်းမဲ့လက်စစ်ပစ္စည်းတွေဆိုပါလေဆိုတော့ကျွန်တော်တို့အိမ်မှာအတုံးများကြတဲ့လက်စစ်ပစ္စည်းတွေပေါ့နော်။ဥပမာ aircon တုံးမယ်၊ရှင်မော်တာတင်းမယ်၊အဝစ်လျှော်သက်တွေတုံးမယ်၊သမင်းပေါင်းတွေချက်မယ်၊ဟင်းချက်မယ်၊ရေကက်တရာတွေတုံးမယ်။ ကျွန်တော်တို့ဒီအိမ်သုံးလုပ်ငန်းလေးတွေပေါ့နော် freezer ဘုံးနဲ့ chiller ဘုံးနဲ့အဲ့ကောင်နေအားလုံးအောင်ပါအကုန်နိုင်တဲ့ဆက်တမျိုး6 kW အိမ်သုံးအတွက်အရန်အဆင်ပြေတယ်ပြီးတော့ဘက်ထရီကကြတော့51.2ကို320 Ah life cycle 6000အဲ DOD 80%အဲ့တော့ကျွန်တော်တို့ aircon တစ်ကောင်အားတစ်လုံးနဲ့ lighting လောက်ကိုတွဲပြီးသုံးမယ်ဆိုဒီကောင်12နာရီလောက်ဒီကောင်းကောင်းခံနိုင်တယ်ဒါ day time ပေါ့နော် night time ဆို aircon drag ကိုပုတ်ခံတယ်အဲတကယ်လို့ဂျိုင်းတို့နှလုံးလောက်သုံးမယ်ဆိုလို့ချင်း lighting နဲ့ lighting ၄ချောင်းလောက်နဲ့တွဲထားမှဆို6နာရီလောက်ဒီရတယ် ဒါဒီဆက်တက်လေးကိုမှကျွန်တော်တို့အားလုံးတက်ဆင်ကအပအပီးစည်းကိုကျွန်တော်တို့89ဒိန်းနဲ့နဲ့ပေးမှာအရန်တန်နဲ့ဒါဒီချိန်မှာတော့ဒါတက်ဖို့အသင့်တော်ဆုံးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီချိန်ကဒီအင်မတာဘက်တရီဈေးကွက်ထဲမှာကဒါအကုန်လုံးကအပြန်အလှန်ဈေးတွေချော်ပြီးရောင်းတာဖြစ်တော့တက်ဆင်ဖို့စိတ်ကူးဆန္ဒရှိတယ်ဆိုဒီချိန်မှာဝယ်ထားနေတယ်။ဒါအရန်တန်နဲ့လို့ကျွန်တော်ပြပြပေးတာပေါ့နော်။ဆိုလာဆိုလဲသူက MPD controller 2 swing ပါတယ်။2 swing ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့1 swing ကိုအများဆုံး ချက်ချက်6ချက်လောက်ဒီထည့်လို့ရတယ်ကျွန်တော် full swing ဆိုလို့ကြည့်လို့ချင်းဒီကောင်7ချက်ချက်လောက်ဒီရတယ်ဒါကတော့ full swing ပေါ့နော်ကျွန်တော်ပုံမှန်ကတော့7ချက်လောက်ပဲတုံးရတာများတယ်နေတော့ပဲဒီကောင်300အောင်နဲ့ဆိုရင်ပြီးတော့ pro work ကကြတော့သူ official service center ကိုယ်တိုင်ဒီရန်ကုန်မှာရှိတယ်ပေါ့နော်အမကံမှာအရန်အဆင်ပြေ MVD controller နဲ့ cut တဲဆိုလဲလို့ပဲသူရဲ့ဒီကိုပိုင် service center ကောဒီကိုပိုင်ရုံးချုပ်ကောမြန်မာမှာရှိတယ်အဲ့အတွက်ဒီစပယ်ဘက်ပစ္စည်းပိုင်းနေနောက်နှစ်တည်းကြာသွားတဲ့အချိန်မှာ ဒီ subject byte နေလုံးဝစိတ်ပူစရာမရှိတဲ့အမကန်အရန်ကောင်းတဲ့အတွဲလေးပေါ့နော်ဒီအတွဲလေးကိုကျွန်တော်တို့89ဒိန်အတိနဲ့ပြပါမယ်ခင်ဗျဟုတ်ကဲ့အားလုံးမေတ္တာလက်ပါသွားနေတဲ့နေ့ဖြစ်ပါလိမ့်ခင်ဗျ